လိုအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဆိုနိုင်ငံတကာရသပတ်တွေပြီးသွားပြီဆိုတော့ Premier League ပွဲစဉ်တွေကိုလာမယ့်စနေနေ့တနင်္ဂနွေနေ့မှာပြန်လည်ကြည့်ရှုခန်းစားရတော့မှာလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ Liverpool အသင်းရဲ့ပွဲစဉ်တွေကလည်းအဲတောက်လျှောက်ပေါ့နော်ကျွန်တော် Premier League ပွဲစဉ်တွေကိုတောက်လျှောက်ကြည့်ရတော့မှာလည်းဖြစ်ပါတယ်လာမယ့်ပွဲစဉ်တွေကလည်းဒီဇင်ဘာပွဲချက်ကာလနဲ့ဒါ January Boxing Day ပေါ့နော်ပွဲချက်ကာလတွေကိုတောက်လျှောက်ဖြတ်သန်းရတော့မှာလည်းဖြစ်ပါတယ်ဆိုတော့ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ် ဇန်နဝါရီပြောင်းရွှေ့ဈေးကွက်ကလည်းမကြခင်ဖွင့်လှစ်တော့မှာဖြစ်တယ်။စားသည့်ဈေးကွက်ကလည်းလာပြီဆိုတော့အဒီဈေးကွက်အတွင်းမှာလီဗာပူးအသင်းရဲ့ဖြစ်နိုင်ပေါ်ရအပြောင်းရွှေ့ပေါ့နော်။အဒီအကြောင်းအရာလေးကိုဒီဗီဒီယိုမှာပြောပြပေးခြင်းပါတယ်။ဆိုတော့လီဗာပူးအသင်းအနေနဲ့ဒါဇန်နဝါရီပြောင်းရွှေ့ဈေးကွက်မှာကစားသမားအသစ်တွေခေါ်ယူဖို့ရှိနေတယ်လို့အသင်းကလည်းကစားသမားတချို့ထွက်ခွာဖို့ရှိနေပါတယ်။ဒါမဲ့ဖြစ်နိုင်ပြီးများတာကတော့အသင်းရဲ့ကစားသမားတချို့ထွက်ခွာတော့မှသာအဲ့ဒီ position တွေကို ကျွန်တော်လီဗာပူးအသင်းကပြန်လည်ဖြည့်တင်းနိုင်ပွဲရှိတဲ့ရာခိုင်နှုန်းကတော့ပုံပြီးတော့များပါတယ်ပြီးခဲ့တဲ့နွေရာသီအပြောင်းရွှေ့ဈေးကွက်မှာကျွန်တော်တို့ဒါပြုတ်လုခဲ့တယ်လို့မျိုးပေါ့နော်စာချုပ်တွေပြောင်းရွှေ့ခြင်းနဲ့ကစားသမားတွေခေါ်ယူခဲ့တယ်အသင်းရဲ့အအဓိကကစားသမားတချို့ကိုလည်းပြန်လည်ရောင်းချခဲ့တာမျိုးရှိတယ်ဒီလိုအခြေအနေမျိုးလေးကဇန်နဝါရီပြောင်းရွှေ့ကာလမှာလည်းဖြစ်လာနိုင်ပွဲရှိပါတယ် Okay ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒါဆမ်မီညိုရဲ့အကြောင်းလေးနဲ့ပဲစတင်လိုက်ရအောင်ဆိုတော့ဆမ်မီညိုကတော့ဒီအပိုင်းမှာတောက်လျှောက်ပေါ့နော်နေ့စဉ်တိုင်းလို့လို့ကျွန်တော်တို့လီဗာပူးအသင်းနဲ့တည်င်းနေတောက်လျှောက်တက်နေကြလေဖြစ်တယ် ဘုံမောက်တင်းရဲ့တောင်မန်တိုက်စစ်ကစားသမားညာချမ်းမှာကစားနိုင်တယ်လို့ဘယ်ချမ်းမှာလဲကစားနိုင်တဲ့ကစားသမားဒီကစားသမားရဲ့အကြောင်းတော့အထွေထူးအကိုညီကိုရီကိုမိတ်ဆက်ပေးမနေတော့ဘူးပေါ့နော်ဒါအားလုံးလည်းသိကြတဲ့အတိုင်းပဲတကယ်ကိုကောင်းတဲ့ကစားသမားပေါ်တရှဲအများကြီးရှိတယ်သူရဲ့စာချုပ်ဖြတ်သိမ်းကြီးကတော့လက်ရှိမှာဒါပေါင်65တန်းဝန်းကျင်ခန့်ရှိတယ်လို့တော့သိရတယ် ဟိုဒီနေ့ထားမှာဆမ်မီညိုကိုဒါကျွန်တော်တို့လီဗာပူးတသင်းထဲတွေမဟုတ်ဘူးစပါးကလည်းအဓိကစိတ်ဝင်စားနေတယ်ပြီးတော့မန်ချက်စတာနှစ်သင်းကလည်းစိတ်ဝင်စားနေတာမျိုးလေးရှိပါတယ်လက်ရှိမှာတက်နေတဲ့ report တွေအရာဆိုလို့ရှိရင်ပြီးတော့ကျွန်တော်တို့ Liverpool အသင်းကလည်းပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဒါ Seminho နဲ့ပေါ့နော် Seminho ရဲ့ agent ဖြစ်သူတွေနဲ့ဒါအပြောင်းအရွှေ့အတွက်ဖြစ်နိုင်ပွဲရာ အခြေအနေတွေကိုဒါဆွေးနွေးစုံစမ်းမှုပြုလုပ်ခဲ့တယ်လို့တော့သတင်းတွေထွက်ပေါ်လာတာမျိုးရှိပါတယ်ဆိုတော့ဆမ်မီညိုကိုလီဗာပူးတင်ရတော့ဒါမူဆာလာရဲ့နေရာမှာဒါလောင်းတန်းအတွက်ခေါ်ယူခြင်းနေတာမျိုးရှိတယ်ပြောင်းရွှေ့ခြင်းအနေနဲ့ကလည်းပေါင်65တန်းဝန်းကျင်ဆိုတော့လီဗာပူးအသင်းအနေနဲ့ဒီငွေကြေးပမာဏကိုဒါသုံးဆွဲသွားဖို့အသင်းရှိတယ် January transfer window မှာ Liverpool အသင်းနဲ့ခေါ်ယူဖို့အတွက်ပြင်ဆင်မှုတွေပြုလုပ်နေဆိုတဲ့သတင်းတွေကတော့ဒီအပိုင်းမှာခက်စိတ်စိတ်လေးတက်နေပါတယ်နောက်တစ်ချက်ကတော့ဒါ Africa ဖလားပေါ့နော်အာဖရိကဖလားပြိုင်ပွဲစပြီဆိုလို့ရှိရင်တော့မူဆာလာကိုကျွန်တော်ဒါလက်လွတ်ရမှာလေဖြစ်တယ်ပြီးတော့လီဗာပူးတင်းကဆမ်မီညိုကိုခေါ်ယူနေတဲ့အကြောင်းထဲမှာဆိုလို့ရှိရင်တော့ဒါတစ်ချက်ခုနှစ်ချက်ပြည့်ဆိုတော့ ပလန်လေးပါဝင်နေတာမျိုးရှိတယ်ဆိုတော့မိုဆာလာကိုအာဖရိကဖလားကိုကျွန်တော်ဆေလွှတ်ရမှာမျိုးရှိတယ်ဆိုတော့မိုဆာလာရဲ့နေရာမှာလည်းရေရှည်မှာအစားထိုးနိုင်မှာဖြစ်ပြီးတော့ဘောက်စင်တီကာလာမှာဆိုလို့ရှိရင်လည်းလီဗာပူးတင်းရဲ့ပွဲချက်ကာလာမှာဒါမိုဆာလာရဲ့နေရာမှာဆမ်မီညိုကိုအသုံးပြုလို့ရမှာမျိုးရှိပါတယ်ဆိုတော့ဆမ်မီညိုရဲ့နော်လက်ရွေးစင်အသင်းဖြစ်တဲ့ဂါနာအသင်းကတော့အာဖရိကဖလားမှာဒါခြေစပွဲမအောင်မြင်တဲ့အတွက်ကိုပါဝင်ရှင်ပြိုင်ခွင့်မရရှိဘူးဒါကြောင့်လည်း ဆမီညိုကိုခေါ်ယူဖို့အတွက်ကပေါ့နော်ဒါအခွင့်အရေးများစွာရှိနေတယ်ကျွန်တော်တို့ဒါဘောက်စင်းလေးကာလာမှာအာဖရိကဖလားမှာမူဆာလာကိုလတ်လို့ရမယ့်အနေအထားမျိုးမှာဆမီညိုကိုတုံးလို့ရတဲ့အခြေအနေမျိုးလေးရှိတယ်ပြောင်းရွှေ့ကြရလဲမများဘူးဆိုတော့လီဗာပူးအသင်းနေနေရတော့ခေါ်ယူမယ်ဆိုလို့ရှိရင်တော့ခက်တော့တော့လေအခေါ်ယူဖို့တော့လိုတယ်တစ်ဖက်မှာမန်ချက်စတာနှစ်သင်းအပြင်တော်တန်ဟော့စပါအသင်းကလည်းစိတ်ဝင်စားနေတယ်လို့တော့သိရတယ်ပြီးတော့ဆမီညိုဆိုတာကလည်းပရီးမီးယားလိနဲ့ အသားကြပြီးသား potential အများကြီးရှိတယ် individual scale performance vision ဘာမှပြောနေစရာမလိုဘူးပေါ့နော်ဒီလိုကစားသမားကတော့ခေါ်ယူသင့်တယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်နောက်တစ်ခါတော့ကျွန်တော်တို့ Liverpool အသင်းကလက်ရှိစောင်းရသည့်အပြောင်းရွှေ့ဈေးကွက်မှာအသင်းကနေပြီးတော့ဒါထွက်ခွာနိုင်ရည်ရှိတဲ့ကစားသမားပေါ့နော်ရောင်းချနိုင်ရည်ရှိတဲ့ကစားသမား၃ဦးရှိနေတယ်အဲ့ဒီကစားသမားတွေကတော့ဒါ Wataru Ando ပေါ့နော် Wataru Ando ကိုရောင်းချနိုင်ဖို့ရှိတယ်ပြီးလို့ရှိရင်တော့ဒါ Serie A club တွေနဲ့တည်င်းထွက်နေတယ် အာ senior ကောင်းမကြီး gomas ပေါ့နော် gomas ကိုလက်လို့ရနိုင်ချေရှိပါတယ်ပြီးတော့တစ်ဖက်မှာကျွန်တော်မူဆာလာပေါ့နော်မူဆာလာကတော့လက်ရှိစောင်းရသည့်အပြောင်းရွှေ့မှာတော့မဟုတ်လာမင်းနွေရသည့်အပြောင်းရွှေ့ဈေးကွက်မှာတော့အသင်းကလည်းထွက်ခွာနိုင်ချေများပါတယ်ဒါကြောင့်လည်းကျွန်တော်ရှေ့ရပြောလို့ဆမ်မီညိုကိုလီဗာပူးအသင်းကခေါ်ယူခြင်းနေတယ်ခေါ်ယူဖို့အတွက်ဆွေးနွေးမှုတွေလုပ်နေတယ်ပြင်ဆင်နေတယ်ဆိုတဲ့အနေထားတော့ဒါမူဆာလာ ဒီရာဒီကုံမှာပေါ့နော်ဒါထွက်ခွာမဲ့အနေအထားမှာလက်ရှိစောင်းရသည်မှာတဲ့ကစမီညိုကိုဒါခေါ်ယူဖို့အတွက်စီစဉ်နေတဲ့အခြေအနေမျိုးလေးရှိပါတယ်ပြီးတော့ဆက်ထဲမှာပဲကျွန်တော်တို့ဒါခုနှစ်တေးပေါ့နော်ခုနှစ်တေးရဲ့အခြေအနေကလည်းလက်ရှိမှာ50 50ပဲဆိုတော့စာချုပ်တိချုပ်ဆိုဖို့အတွက်ကလည်းသဘောတူညီမှုတစုံတရာမရရှိသေးဘူးဒီနေ့ထားမှာလီဗာပူးတင်းရတော့ ခုနှစ်တေးကိုလက်ရှိစောင်းရသည့်အပြောင်းရွှေ့စည်းကွက်မှာပဲသဘောတူညီမှုမရရှိဘူးဆိုလို့ရှိရင်တော့ရောင်းချနိုင်ဖို့ပဲရှိတယ်။တစ်ဆက်တည်းမှာပဲဒီနေရာမှာကျွန်တော်တို့ဒါပြန်ပြီးတော့ခေါ်ယူဖို့အတွက်စန္ဒဘတ်ကစားသမား2ဦးက Liverpool အသင်းရဲ့အာတာဂတ်ထဲမှာရှိရရေဒါထဲမှာရှိရလို့ပြောရမှာလည်းဖြစ်တယ်ဒီကစားသမား2ဦးကတော့ကျွန်တော်တို့ဒါ Inter Milan အသင်းရဲ့နောက်ခံကစားသမား2ဦးဖြစ်တယ် Bastoni ပေါ့နော် ပြီးတော့ Matt Guehi Matt Guehi ကတော့အထူးတလဲကျွန်တော်မပြောတော့ဘူးပေါ့နော်ကျွန်တော် Liverpool အသင်းနဲ့ပြီးခဲ့တဲ့နေရာဒီအပြောင်းရွှေ့ဈေးကွက်ထဲကအပြောင်းရွှေ့ဖို့တော့ တော်တော်လေးနှီးစပ်ခဲ့တယ်ဗောနော်လက်ရှိမှာလည်းမက်ကူကြီးကကျွန်တော်တို့ရဲ့ဦးစားပေးစန်တာဘက်ကစားသမားအဖြစ်ရှိနေတယ်ဆိုတော့မက်ကူကြီးကိုလည်းကျွန်တော်တို့လည်းဘဘူးတင်ရထရိုင်းမှုရှိတယ်တစ်ဆက်ထဲမှာပဲဘတ်စတိုနီကိုလည်းခေါ်ဖို့ကျွန်တော်တို့ဒါအဝယ်စင်ရဲ့ list ထဲမှာရှိတယ်လို့တော့သိရပါတယ်ပြီးတော့ကျွန်တော်ရှေ့ရပြောသလို Waterloo and Dota စောင့်ရည်အပြောင်းရွှေ့ဈေးကွက်မှာထွက်ခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်အတင်းပြောင်းရွှေ့ပြစ်ခဲ့မယ်ဆိုလို့ရှိရင်လည်း Liverpool အတင်းကတော့ Kalashie စောင့်ကြည့်နေတဲ့ Crystal Palace အတင်းရဲ့နောက်ခံအဲကွင်းလေကစားသမားပေါ့နော်နံပါတ်6ကစားသမားဖြစ်တဲ့ အဝါထန်ကိုခေါ်ယူမယ်ဆိုတဲ့သတင်းတွေကလည်းထွက်ခဲ့တာမျိုးရှိတယ်။လက်ရှိမှာလည်းနံပါတ်ကြီး report တွေနဲ့ကျွန်တော်မာဆီဆိုင်ဘက်က report တွေအရာဝါထန်ကိုလည်းလက်ရှိမှာ Liverpool တင်းရဲ့စိတ်ဝင်စားနေစေဖြစ်ပြီးတော့ဒါ Gravy နဲ့အတူပေါ့နော်။ကွင်းလယ်မှာအဲသုံးမှုအတွက်ကိုတကယ်လို့ Andoza ထွက်ခဲ့မယ်ဆိုလို့ရှိရင်တော့ Watan ကိုခေါ်ယူဖို့ရှိနေပါတယ်။ဒါကတော့ကျွန်တော်တို့ Liverpool အသင်းရဲ့ radar ထဲမှာရှိနေတဲ့ကစားသမား။နောက်ထပ်တစ်ဦးကတော့ Bayern Munich အသင်းရဲ့တောင်ပံကစားသမားဖြစ်တဲ့ ဒါ Olis ပေါ့နော် Olis ကလည်း Crystal Palace မှာလည်းခြေစွမ်းပြခဲ့တယ် Bayern Munich အသင်းကိုရောက်ရှိသွားပြီဆိုတော့ Bayern Munich အသင်းကိုမပြောင်းရွှေ့ခင်တည်းက Olis ကကျွန်တော်တို့ Liverpool အသင်းနဲ့တည်င်းထွက်ခဲ့တာမျိုးရှိတယ်ဆိုတော့တောင်ပန်ကစားသမား position နှစ်နေရာအတွက်ရထားတာကတော့ Seminyo ကတော့ပထမဦးစားပေးဖြစ်ပြီးတော့သူ့နောက်မှာမှဒါ Olis ရှိနေတာပေါ့နော်ပြီးတော့ center back မှာဆိုလို့ရှိရင်လည်းခုန Maguhi ပထမဦးစားပေးဖြစ်ပြီးတော့ Bastoni ရှိနေတယ် Quartaru Antwo ရဲ့နေရာမှာတော့အစားထိုးဖို့အတွက်ကတော့ Watan ကတော့ကျွန်တော်တို့ Liverpool အသင်းခေါ်ယူဖို့တော့ အဲစိတ်ဝင်စားနေတဲ့ကစားသမားပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဟို January အပြောင်းရွှေ့ဈေးကွက်မှာဖြစ်လာနိုင်မွေရှိတဲ့ Liverpool တင်းရဲ့ကစားသမားပေါ့နော်အဝင်အထွက်အကြောင်းအရာလေးကိုကျွန်တော်ပြောပြပေးခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့ဘယ်ကစားသမားတွေကိုကြိုက်လဲပြအမြင်လေးတွေ common box မှာဝင်မြပေးသွားခဲ့ကြပါအောင်ပြီးတော့ Liverpool တင်းနေနဲ့ဘယ်နေရာဒီမှာအားနေပြီးတော့နောက်ထပ် brother ရဲ့အကြိုက်ပေါ့နော်ခေါ်ယူချင်နေတဲ့ကစားသမားတွေရှိရဲဆိုလို့ရှိရင်လည်း common box မှာမှန်ပေးသွားခဲ့ကြပါအောင်ခင်ဗျာကျွန်တော်တို့ဒါအပြန်အလှန်ဆွေးနွေးကြတာပေါ့နော်ရင်ပချင်းတူတဲ့ ညီကိုတွေဆိုတော့ကျေးဇူးအထူးပဲတင်ရှိပါတယ်ကြည့်ရှုပေးခဲ့ရတော့ပေါ့နော် subscribe မလုပ်ထားသေးရဲ့ကျွန်တော်ရင်ပတ်ချင်းတူရဲ့ Liverpool fan တွေလည်း subscribe လုပ်ပေးကြပါအောင်ခင်ဗျာကျွန်တော် channel လေးကိုပေါ့နော်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ